င်းတို့အမတန်ရေးကြီးတဲ့ချက်မင်းတို့မှာနောက်ကလိုက်ပြီးဒီကလာနေပါတယ်ဆိုတဲ့ဥစ္စာကိုသူသတိပေးရှာရေးကြီးတဲ့ချက်ကဘာတုံးဆိုလို့ရှိရင်ဒီဘုန်းကြီးတို့မျိုးရေးရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်အဲ့ဒီတောင်ကြီးတွေပေါ်မှာဘုရားရဲ့တိထံသာရတော့မြစ်တောင်မဆမ်းမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီဝါတွေရေလွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်လဲလွှမ်းမိုးနိုင်တာပဲလွှမ်းမိုးသွားလို့ရှိရင်ဖြင့် လေမရှိတက်မရှိဖောင်မရှိဒီလိုပုံကိုယ်တွေကဗယမရာမြော့ပြီးကလာအေယဝရီတဲ့ရောက်ပါလိမ့်မယ်အေယဝရီကနေပြီးကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိုက်မကန်းလို့အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘယ်လိုလွတ်เสียရှိသေးတုံးလို့မင်းနေလို့ရှိရင်ဖြင့်အင်းဖောင်မရှင်မင်းနဲ့မဲ့နေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဗယမရာမြော့လို့ माले मुगान सब्सो दी माले मरना सूर्य ये जी अधिकार ला ने बिलो मचा मरना सूर्य ये जी आदमु अब म्यो में ये जी आई सी मसी चंदा जी बा आलोंगो अदे म्यो में ये जी आ एक सी बा भूजी ले मचाम बुरी रिगार मारे ले मचाम अको म्यो मावे अको म्यो में ये जी आ လာနေပြီဆိုတာလည်းတရားဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကျွတ်မှတ်ပြီတော့ဒီတဲ့ဘသူကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်ဖြင့်မဲခင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုံကိုဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတဲ့တော့မရောက်ပြီဆံရတဲ့ရဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်မဲခင်ဖောင်မရှိတဲ့ပုံကိုမှဖြင့်ခဏကအိပ်ပြော်လို့ဗယံမရာမျိုးပင်ငါးလိမ့်ငန်းတို့အစာဖြစ်ရသလို့ ဒီကဓမ္မတွေလည်းဖြစ်ရမှာဘုရားခင်ကိုရမေကြီးမြင်တော့ကြောက်အိပ်ပျော်ခြင်းကိုဖြစ်ရင်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယသမီးရှိပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါဘာ။မှန်ပါဗျာ။သာယသမီးရှိပွားရေးလိုက်စားပြီးကြတာဒါနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသော မိုက်တိုက်ထဲမှာသေသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်ရမှာမှန်ပါဗျာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြက်အလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြက်အလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိနည်းမဂ္ဂင်တွေရောက်ပြီးဒီကရနေသောကြောင့်အော်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရာလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြောက်အောင်မမြောက်အောင်ကိုယ်ပိုင် လုပ်နေတဲ့ပုဂ္ဂိုလ်ပဲရှင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချက် ်ပါဗျာဒါရင်လာရသမီးစုပွားရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်ပါဗျာဝိပဿနာလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှသိလို့ဖောင်းနေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်ပါဗျာအဲ့ပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကျော်ရှိကြတယ်ဗျာမရှိကြဘူးပါဗျာအဲ့ဒါကြက်ကြက်စဉ်းစားပါလို့ခွန်ကြီးတို့ဒကာရမတွေသတိပေးလိုက်ပါတယ် သာယသမီးရဲ့ရှိပါရဲ့ကိုအမောရပန်းလိုက်ပြီးဒီကလာတနေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့ဒီကကျွဲတို့ရောင်းဝယ်လာတာကုနဲရရလည်းမဟုတ်ပါဘူးဗျာနဲရလာလည်းမဟုတ်ပါဘူးဒါရီရပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းနေအလုံးလို့ပြီးဒီကလာမောဟရိဥသောတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလို့ပြီးဒီကလာနေတာညာစကန်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလို့ခရကဟောလိုက် သဘောပါညာကရန်လို့ဟုတ်တော့ကြောင့်သူ့ပဲနဲ့ဆိုကြပါမယ်အိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဝိပဿနာလှုပ်လှုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏှာတွေအိပ်ပျော်ခြင်းမှ노ပိရိကာလဝိဇ္ဇာအာလောဘတွေအလုတ်ကိုလှုပ်နေသောကြောင့်노နေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဖះကဟောလိုက်ပါတယ်လို့သေသေးချာချာပဲမိတ်ရှိဩော်ဒါဖြင့် လောကကြီးထဲမှာဒကာကျော်ဒကာသစ်တို့အိတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မှန်ပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်မှန်ပါဗျာဒါပြန်အိတ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရည်ကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကြံလို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်တန်ဖိုးရမရှိကြဘူးမှန်ပါဗျာအိတ်ပြောင်းနေတာဘူး အိပ်ပြန်နေတဲ့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကတကအောင်လို့တိုက်ချလိုက်တော့သူ့ဖိုးခွေးရရှိသေးရဲ့ဖိုးခွေးရမရှိတော့ဗျာမရမျိုးပြီးဒီကလာဝဲရဲရဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အပဲလေးပါးရိက္ခာနေရဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတကကျေတကတစ်တို့ယုံမလားဩဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်တိုက်ရည်သမီးရရှိပါရဲ့နဲ့လုံနေတာဟာဖြင့်ဘုရားကလည်းဟောဆရာခွန်ကြီးကထပ်ပြန်တရိပ်ပေးလိုက်ပြန်တော့ ဒါအိတ်နေတဲ့လုပ်လို့ဆိုပါကလားတပည့်ကြရတာယသမီးစီပေါ်ရဲ့လိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုတွေတုန်းခရကအဝိဇ္ဇာကဖုံလုံးတဏှာကလိုခြင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေတာရှိရလားငါလိုတိုင်းနဲ့ဒါနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့ အိပ်ပြော်တဲ့ပုဂ္ဂိုလ်တွေပဲမှန်ပါဗျာ ပညာရိဟုသောနိုးခြင်းဖြင့်နိုးပါရဲ့လားမနိုးပါဘူး။ဩော်ဒါဖြင့်ခွင့်ရတဲ့ဓမ္မတွေအိတ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆင်းဖြင့်အရှင်ရှားရှိပါလားမနိုးပါဘူး။ဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါဒီအဝိဇ္ဇာရိသောအိပ်ပျော်ခြင်းမှနိုးပြီးဒီကားလာလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့်ဓမ္မတွေယနေ့ရှေ့ပိုင်းမှာတံဝေကအားဖြင့်၎င်းအမှားအားဖြင့်၎င်းဥပါဝန်တို့ခေါ်လိုက်တယ်နော်မနိုးပါဘူး။ဒါရေသမီးရှိပါရဲ့ အခုပေါ်တဲ့ရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲဘာလို့တော့အဝိဇ္ဇာတဏ္ဍာရိအလုတ်ကိုဗျာဘာဆိုကြမလဲအဝိဇ္ဇာတဏ္ဍာရိအလုတ်ဆိုတော့ခရကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒဂရမရမရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမို့လာမှာပဲသူ့လည်းသူ့မရဏရေနဲ့ကို့မှာလည်းကို့မရဏဆိုတဲ့ရေကြီးကတော့ဖြင့် ီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒါကအောင်အကုန်တိုက်ချမ်းပါဘုရားအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်လျာမရှိကြနဲ့ပေါ့ဗျာဘုရားအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မက္ကံဖောင်ကြီးကလည်းမလုံမိလက်မဲ့မျောရတဲ့အခါကျတော့ရေကြီးကတန်တန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေရှိမှန်လို့ခံရတော့ဝဲရဲလဲရောက်ဘုရား ဝဲစီမှန်လို့ခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညံ့ပွေရလူသေးဟောဒါဖြင့်တရားဓမ္မတို့ရောင်းတိုင်းဝယ်တိုင်းနေတိုင်းထိုင်တိုင်းတရားကျွဲတာဘုရားခင်ကိုရမြကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အဲ့နေတဲ့အလုပ်ကိုမှတ်လိုက်စမ်းပါပါဘုရားအယောင်ဝယ်လို့တွေတိုင်းသမီးရှိဝါရဲ့လုပ်တွေဘယ်လိုဆုံးပြည့်ချက်ပါအဲ့နေတဲ့တော့ပါဘုရားအဲ့နေတဲ့အလုပ်မရေကမလာဘူးလားလာနေသလားပါပါဘုရားအေးမတဲ့ဒီလိုလုပ်ရင်းနဲ့သေသွားတဲ့တွေလည်းတကယ်တက်တော့မြင်မှုပါလိမ့်မယ်မြင်ပါဘူး ဒါရေတိုက်ချသွားတာဗောဗျာမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာရမတို့ဖုံးကမရှိအင်းဒါဖြင့်ရေရှိမင်္ဂလုခံဗောဗျာမရဏရေရှိမင်္ဂလုခံရတော့ဒကာရမတို့ခိုးခွေးရကလည်းမရှိဆိုတော့မရဏရေကရှိမင်္ဂလိုက်တဲ့ဥစ္စာကဝဲရဲပို့လိုက်အင်းဝဲရဲဆိုတော့အာတဝဆိုတဲ့ဝဲရဲပို့လိုက်အာတဝဆိုတဲ့ဝဲရဲဒီကားလည်းရှင်ပို့လိုက်ပြီးသုမဖြင့်ဝဲဆိုတာလှဲ့လှဲ့ဆိုတာလှဲ့ပါများမြုပ်မြုပ်ရကန်နေအောက်ရောက်သွားတော့ ဘယံဗရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာပြန်အမှန်ပေါ့ဗျာသဘောပါကြဩဒါဖြင့်သာယသမီးရှိပွားရေးလိုက်စားပြီးကာလဒီနေ့ချမ်းသာနုံနုံဒီနေ့ချမ်းသာနုံနုံပြည့်စုံနုံနုံနဲ့ရေလို့ရအသက်ဘေးကင်းရာဖြစ်တဲ့မဲခင်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲစားပြီးကာလဆင်မထားမှုပါဒကာကျွယ်အယုတ်ဆိုးလွန်းတယ် ်ဒကာရမတွေဘယ်လိုဆိုကြပါစဉ်းစားပါစဉ်းစားပါဒကာရမတို့အခုပြောနေတဲ့အရေးဟာခွန်ကြီးကတန်စာရှင်းပြောတဲ့အရေးလို့လေဒကာရမတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်နေလို့ခရကဟောခြင်းဖြစ်ပါတယ်ကဲဒါဖြင့်ဒကာရမတွေရေလာနေဗလားမလာဘူးလားမလာပါဘူးဗျာမရဏဆိုတဲ့ရေကြီးရတယ်ဒီတိုင်းယနေ့လားနဲ့ပြန်လာတယ်ကောမပါဘူးမပါဘူးဗျာပါလို့မဂ္ဂင်ဖောင်ကမပြီးသေးခင်မဂ္ဂင်ဖောင်လည်းမရှင်ပဲနဲ့ မခင်ရှိပါလို့မလုပ်ခဲနဲ့ဒီတိုင်းမဲ့မျောကြရမယ်ဆိုတော့ဘောင်မရှိတဲ့ပုဂ္ဂိုလ်မျောရောမှုဒီတရားဓမ္မတို့ခိုးခွေးရမယ်မျောမှုပေါ့မှန်ပါပါသဘောပါကြပါပါမျောမှုတယ်ခိုးရမယ်ခိုးခွေးရမယ်မျောမှုဆိုတော့လမ်းမှာလည်းဘာမှခိုးခွေးရမရှိအင်းရေစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မလိုက်ရဘူးအင်းမရဏစီမံကလေးခန္ဓာကြီးကလိုက်ရတော့ဒကာရမတို့မျောကျင်တယ်လို့မျောမျောဗံမြဝဲရဲရောက်ဝဲရဲရောက် ဝဲလေလမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျိုးချင်းမြုပ်ချင်းလို့ဟာမဲ့ပြန်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ဤအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ဤအလုံးလို့မှတ်လိုက်စမ်းပါဘုရားတပည့်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ဤလောက်ကပြင်မျိုးချင်းနဲ့မြုပ်ချင်းမရှိဘုရားတခါကျွယ်ကောင်းကောင်းသဘောပါဘုရားအားလုံးကဓမ္မတွေယနေ့လေးလေးစားစားနဲ့ပဲ တံဃေကလည်းဖြစ်စေတော့မှန်လည်းမှန်စေတော့ဘုရားခင်ကိုရမကြီးပါဠိတော်ကိုကြည့်ပြီးဒီကလာဓမ္မဗရမလာတဲ့အတွက်တံဗုဒ္ဓပတုတမတ္တံဗျာတတ္တမာနသန္တံသုတ်တံကမ္မမဟောကောဝမေစုအာရယကိစ္စတိဆိုတဲ့ဂါထာကိုမြန်မာလိုရှင်းပြီးဒီကလာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြဒါဖြင့်ရေလာမသေးချနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ်အသက်ကယ်ရေးရေးရှိတယ်။ဟုတ်ပါဗျာ။ကိုယ်အသက်ကယ်ရေးဆိုတော့လေ မျောပေါင်းဆံပေါင်းတို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်တရားဓမ္မတို့မိစ္ဆာဖောင်ကြီးကခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာပဲမှန်ပါဗျာတမာဖောင်ကြီးကိုဆင်ကြမယ်ဆိုရင်ဆံတဲ့ဖုံဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ဘယ်ဒီဘယ်ကရက်မှလည်းတက်ပြီးကြလားတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့ခြေနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးဒီအိတ်ရှင်းမှနှိုးကြပါတော့နှိုးပြီးကြလားဖောင်ဆင်ကြပါတော့ ဒါကိုများစွာတောင်းပန်နေနေပဲလို့မှတ်ရမှန်ပါဗျာအိတ်ချင်းပါလည်းပါတော့နိုးပါဗျာနိုးပြီကလားနိုးရင်လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲနိုးရင်လည်းမပြီးသေးပါဘူးမက္ကံဖောင်ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလည်းလေးစားစွာနဲ့ပဲတိုက်တွန်းပါမှန်ပါဗျာတိုက်တွန်းတယ်မတိုက်တွန်းတယ်တိုက်တွန်းပါဗျာဘာကြောင့်လုံးလို့ဆိုတော့ဖော်မပြောလို့ရှိရင်လည်းအော်သူများလည်းဒီလိုလောက်ကင်စားတော့နေတာပဲတို့လည်းဒီလိုလောက်ကင်စား စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ရမှာပေါ့။အော်ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာပါဗျာ။ဘယ်လိုဆိုကြပါ့မလဲ။မျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုတခါကျွဲတော့အသားမယူလိုက်ပါနဲ့။မှန်ပါဗျာ။အခုတုခိုးနေတဲ့အိဗယ်ရှင်းကြပါဗျာ။မှန်ပါဗျာ။ဘယ်လိုများတုခိုးကြပါလဲ။အဲဟိုရင်လည်းရကန်းနဲ့လောက်ကန်းဆိုဟိုရင်ကလည်းဈေးဆိုင်နဲ့ရောက် လောက်ကင်စားတော့တယ်လူဆိုတာဒီလိုပဲလောက်ကင်စားတော့ရနေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားအဲမခက်ပါဘူးလို့ခွန်ကြီးပြောတယ်။ဟောင်းမရှိမှခက်ပါတယ်။မှန်ပါပါဗျာ။တပည့်ကြအလုံးမရှိလို့မခက်ပါဘူးတရားဓမ္မတို့ဟောင်းမရှိမှခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရေးလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်းရှိပဲဖောင်းမရှိရင်သာခက်တာပေါ့။မှန်ပါပါဗျာ။အဲ့ဒါဖြင့်တရားကျွဲတော့ယနေ့ကစပြီးတဲ့ကာလကိုယ်ပိုင်ဖောင်းစင်ကြပါတော့။ ဘယ်လိုများသတိပေးပါလိမ့်ကိုယ်ပိုင်ဖောင်းဆင်းပြီးဒီကလာကိုယ်ပိုင်စည်းနှင်းပြီးဒီကလာကိုယ်သာလင်မရဏလွတ်ရာရှောင်ရပါတော့ဒါဖြင့်မရဏဆိုတာကသေခြင်းအမရဆိုတာမသေးရမှန်ပြိနိဗ္ဗာန်ဩဒါဖြင့်ဒီအကြီးလွတ်ဖို့ရာရေကဖြင့်မကင်ဖောင်မတပတ်ပို့မဲ့လူဆောင်မဲ့လူတို့မှာကဲမဲ့လူယူမဲ့လူမရှိတော့ပါလား အဲ့ရကနိုးမတော်တော့မယ်ဆိုပြီးဒီကရမဲ့ခင်ဖောင်ဖြစ်ကိုဖြင့်ဒကရမတို့လှုပ်ဖြောင်လှုပ်ကြပါသဘောပါကြသမင်းညာရေလို့ဘုန်းကြီးဒကရမတွေဒီစကားကိုမယူလိုက်နဲ့နော်ဟုတ်ပါဘူးဗျာဥပအောင်သမင်းညာလားဗျာသမင်းညာလို့ဒကရမတွေအခုပြောနေတဲ့စကားကိုနားမလည်လည်းမရှိပါနဲ့နားလည်အောင်လည်းပြောနေပါတယ်အော်ဒီရေဟာတိုက်သမီးရှိပါရဲ့လိုက်နေတဲ့ရေဟာဝိဇာတဏ္ဍာရောဤအရေးဖြစ်လေသောကြောင့် ဒါအိပ်ပျော်နေတဲ့အလုပ်ပဲမှန်ပါဗျာဥပက္ကဒါနဲ့ခန္ဓာငါးပါးပါးပါဖြစ်ပြရှိပြီးဒီကလာမဂ္ဂင်တွေဝင်နေရောက်နေတဲ့လောက်ကတော့ပြန်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်းဖို့ကိုအရှင်သင့်ပြင်းနေတာဘာလားလို့ဆိုရင်မှန်တယ်ပဲသုံးပြချက်ချက်မှန်ပါဗျာဒါကြွယ်တာပြန်အရေးကြီးတာအရေးကြီးပေါ့ဗျာအရေးမကြီးတာဘုန်းကြီးတို့ဓမ္မတွေကချိန်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကို သတိပြလိုက်ပါတယ်ဟုတ်ပါဘူးဗျာအဲတရားသမီးရှိပါရောင်းဝယ်ဖောက်ကားရေးဟူတွေ့ပြီနိုးတာလားအိတ်တာလားမသိပါဘူးဗျာဥပဒနာလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကနိုးတာပါဗျာဒါရင်နိုးနေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်တယ်ဟုတ်လားဖောင်ရှင်နေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှင်းပြန်ဖောင်ရှင်နေတဲ့ပုဂ္ဂိုလ်ကဖောင်ရှိလို့အန္တရာယ်ကင်းမသိပါဘူးဗျာမနေ့ကသာရသမီးရရှိပါရည်ဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်မရှိလို့လက်မဲ့မျော မြောရကန်နေဝဲရဲရောက်ရောက်ရကန်နေပြီးမြုပ်ဖို့သာရှိတော်တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်တကယ်ကျွဲတကယ်တက်တကယ်အောင်လို့မရှိဘူးဒါဖြင့်တကယ်ဓမ္မတို့မဲခင်ကောင်းဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆယ်မဲ့ဖောင်ဟာလုတ်တတ်တာဒီတိုင်းတို့မဲခင်ကြီးရပါလို့ဤမဲခင်ဖောင်ကြီးကိုစိနေမိတ္တကလာနိဗ္ဗာန်မျိုးကြီးကိုဆန်တဲ့ရပါလို့ဤ ဆိုရုံနဲ့လည်းရတာမဟုတ်ပါဘူး။ကိုယ်တိုင်ရှင်ပြီးဒီကလာကိုယ်တိုင်သိပြီးဒီကလာလုံးမသာလင်တရားဓမ္မတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုတရားဓမ္မတွေခွန်ကြီးများကသတိပေးကြတဲ့ကတရားဓမ္မတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ခွန်ကြီးဖြင့်ကြမ်းမှချမ်းသာမှုတော့ဝန်တာပါရဲ့အဲ့ကျူးတယ်လို့ထင်တာပဲမှန်ပါဗျာမဆိုရဘူးလားမှန်ပါဗျာအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါ ဆိုင်လေးပိတ်ပြီးကြတာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိတယ်ဘုရားမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းစောနဲ့ပဲတခါနေပြန်တော့လည်းမကောင်းနဲ့ခင်ဗျားတို့အိတ်နေတာပါဘုရားကောင်းလဲရှိပါဘုရားဒါဖြင့်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အက ခိန်မရှိတော့ဘူးရှိပါအောင်မလားအဲ့လိုဆိုရင်ဒီဟာဖြစ်နေတော့ဒီနေ့တော့လည်းတကယ်ကျဘာလုံးမှာတကယ်တည်းဘာလုံးမှာတော့အိုးဖောင်းမစင်နိုင်သေးဘူးဖျက်တရားဓမ္မရေးရှိပွားရေးပဲလောက်အောင်အိပ်ရအောင်မဖျက်ဒီနေ့တော့လည်းဘာလုံးမှာတော့ဆိုအိပ်ရအောင်မဖျက်နောက်တနေ့ဘာလုံးမှာတော့မေးပြန်တော့လေ ဩရေတွေကခမရလက်ဘင်းရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုပိုင်ဖောင်းလည်းမရှိသေးခမရသိရင်သို့သိခြင်းလို့လားလို့ဒီပြန်လည်းမေးစရာမရှိတော့ဘူးမှန်ပါဗျာဒါပဲမေးရတော့မယ်ဆိုတာသဘောပါမှန်ပါဗျာအဲ့ဒါကြောင့်ခွင်းတို့တရားဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအစ်ဆက်ဆက်လုပ်နေတာလို့ကိုယ်မိုက်သူပြောတာဖြင့်တရားကျွေးမရှိဘူးမှန်ပါဗျာ ညာရောက်ကြပါလားသံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါအလုံးလုံးရေးကြည့်တဲ့စကားနှခွန်းပါလားဖုံရှိမှလွတ်ကင်းမှာပါလားမှန်ပါဗျာမတရားမှပြိနိဗ္ဗာန်ဆိုတာမဲခင်နဲ့မှသွားလို့ရတယ်နော်မှန်ပါဗျာခြေချင်းလေးရင်နဲ့သွားလို့မရပါဘူးဗျာအဲ့ဒါကြောင့်မဲခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလည်းမင်းတို့ဟာမရောက်နိုင်တော့ပါဘူးဘယံမရာမြို့ပြီဘယံမရာမင်းတို့ဒီ သိခြင်းဆိုနေခြင်းဆိုလမ်းသာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဂ္ဂင်ဖောင်သည်ဖြင့်ရှင်ပြောင်ဆိုတာကိုဓမ္မဗရပါဠိတော်မှာတိုက်တွန်းတယ်ပါပါဒါကြွယ်တကယ်မှာကရုဏာတော်ယဉ်ကြီးဖြစ်နေလို့ပြောတာနော်ပါပါဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတူလိုက်ပြီးဒီကလာတို့လည်းသိကြအောင်လေတို့ကရုဏာနဲ့တို့ကဲတင်ပါတော်ကိုဆိုပြီးဒီကလာခမရတို့အိပ်ပင်မဲ့နေတိုင်းနှိုးပင်ပါပါခမရတို့ကတော့အိပ်တာပဲ အင်းနဲ့ပြန်ပါလို့မအောင်အယောင်းပဲတပည့်ပါလို့ပါလို့ပြောကြဆိုကြနဲ့ခဏကပါလို့မအောင်ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတာတွေကရှိသေးဒါတွေဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရမှန်ပါဗျာတပည့်ကြကြမှန်ပါဗျာဒါဖြင့်အားလုံးကအရမတို့အိပ်တွေကို ရက်ဆက်ပြီးကြလားအနိုးပဲလှဲ့လိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ်ရှင်းမလားရှင်းပါပါကောင်းပြီဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲချိန်သာကုံလို့ရှိရင်ပြန်ဩခမရတို့စုထားတဲ့ပစ္စည်းကလည်းခမရတို့မကယ်တဲ့ပြန်ပါဣဒ္ဓဘုံဘုပဲသူကမျောသေးသေးချမ်းမဲ့နဲ့ပိဋကဖြစ်အောင်မျောချလိုက်အင်းလောဘဒေါသတွေကလည်းငရဲရအောင်ပဲမျောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျောချလိုက် ဩဒါဖြင့်တို့အိတ်နေခဲ့လို့ဒီဘုံဒီဌာနညှောရင်ရောက်လာတာကိုတို့မဆုံနိုင်ဘူးဆုံပါဗျာဒါဖြင့်ဒကာရမတို့အိတ်ချိန်လားနှိုးချိန်လားနှိုးချိန်ပါဗျာနောင်ဝေရီတို့ဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးတကကြွဲဘာသာရေးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေယခုချိန်ကစပြီးကြတယ်ကကြွယ်ရှေ့ဘက်မှာနှိုးချိန် နှိုးပါတော့နှိုးပေးမဲ့လူလည်းရှိပါသေးတယ်။မှန်ပါဗျာ။နောင်ကြတော့နှိုးပေးမဲ့လူကိုပဲတခါတည်းရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မင်း။မှန်ပါဗျာ။ဒါဖြင့်လည်းဆိုတော့ဟောဒီမေကမွေးလာတယ်ဒီပညာပဲရောင်းနေဝဲနဲ့တောင်သူဖြင့်တောင်သူလည်းဓမ္မသားသမီးဖြင့်တောင်သူလည်းဓမ္မလို့ကိုပဲသင်လို့တော့အဲ့အဲ့ဖြင့်သင်လို့အင်းအယောင်းဝယ်ဓမ္မပြန်လဲသူသားသမီးကိုအယောင်းဝယ်ပဲသင်လွတ်လိုက်ပြန်တော့အိတ်တာပဲသင်လွတ်တယ်နိုးတာပါရလားမှန်ပါဗျာ သူတို့ပါတဲ့노ရလေးကလည်းမင်းပွေရင်လူတာပေါ့ကွာအာရှိရတဲ့ရင်လက်ပြလိုက်ကဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက္ကံဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ပဲနောက်မှသီလဆရာနောက်မှဝင်လာတာရှိဥစွာငါလုံးတွဲပြီးမှရှစ်လုံးဖြစ်မှာဘူးအဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ ။တရားလေးရတယ်ခမရတို့ခိုးလောက်အောင်စီးလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကစကားကြွယ်တကယ်စင်စစ်မဖြစ်သေးဘူး။မှန်ပါဘူး။ဖြစ်ပါမဖြစ်ပါဘူး။မဖြစ်သေးတော့လူသေးတဲ့ဖြစ်တယ်ကများမနေဘူး။မှန်ပါဘူး။အေးဒါကြောင့်ဩအခုဘောလက်တင်ပြီစဉ်းစားပါယနေ့တရားဩငါနဲ့ပြန်ပါလို့မှာတော့တပက္ခံကပါလို့မှာတော့ခဏက္ခံကပါလို့မှာတော့ကိုကိုကိုနှစ်ခုဘောလက်တင်စဉ်းစားဩငါဒီကားလို့ရှင်ဘုရားသခင်ကိုရမကြီး ညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုံးနေပါလားနိုးတာကမပါပါလားနိုးမှသာလဲဖောင်ရှင်ဖြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ရှင်ဖြစ်တယ်လို့ထုံးစံရှိပါရဲ့အဲ့ဒါကြောင့်အလုပ်လုပ်မယ်လို့ကြံလို့ရှိရင်ပဲအိတ်မှားအိတ်အိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပေးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့် ဖွဲ့ကြဝေဘာန်ပေးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဘုကာလမှာကိုကိုကိုဝေဘာန်ဤကိုပြောလိုက်ပါတယ်မှန်ပါဗျာဝေဘာန်တတ်ပလားမှန်ပါဗျာခဲတော့ပြင်တရားဓမ္မဇီဝရေးလဲလိုက်နေတဲ့အချိန်ကျတော့ဘာချင်းဆိုကြမယ်သိပါပါအင်းခန္ဓာကိုယ်ဉာဏ်လဲပြီးဥပဒနာရှုနေတဲ့အချိန်ကျတော့ဆိုကြပါဗျာအာအဲ့ချိန်လဲဒကာဓမ္မတို့ ရေးလာနေတာပဲမှန်ပါဗျာနှိုးစင်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အိတ်စင်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကအတော့กว่าပါလိမ့်မယ်မှန်ပါဗျာဒါကနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြတာပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ပြန်တဲ့ပုဂ္ဂိုလ်ကြီးကမ္မတကပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလင်လူရဲ့ကျွေရဲ့ချမ်းသာရဲ့သူ့မှာသာကိုယ်ပိုင်ရတော့တယ်မဆုံနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိပြလဲလို့မေးလို့ရှိရင်ကလေးငယ်လူငယ်ကလည်းအိတ်လာခဲ့တယ် ပါပါ။ညညသင်္ုံကလည်းပါပါ။အိန်အောင်ရေသားလို့တည်တော်ကြပြန်တော့လည်းပါပါ။အိန်နာသားကြပြီးဒီကရတကဘုကိုကိုယ်နဲ့နေခြင်းမြန်တော့ပါပါ။ကဲဒါပြန်အိတ်တဲ့ချိန်ကမြားပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်။အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့်ဘယ်လိုပြိတ်တွေရုတ်ပြီးဒီကရဘယ်လိုအမြောက်ဝင်냐တော့လေညောကျက်မြုပ်ချက်ကတန်လုံးလို့သာဓုခေါ်ခြင်းမပေါ်နိုင်ဘူး။ ဘောနိုင်မလားအဲ့ဒါရဲ့ညာနဲ့လက်ကျင်မှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းနေတာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုယူနေတာဖြင့်မရှိတော့ဘူးဆိုရဘူးလားအခုတော့ကျင်နေအဲ့ချိန်ဒကာရမတို့ကွဲကြပါဘူးဒါရင်ဒါဖြင့်နှိုးချိန်မှာဒကာရမတို့ဘာလုပ်ရမလဲ ဝိပဿနာရည်တော့မဲခင်ဖောင်ကြီးရှင်းရမယ်ဗျာဝိပဿနာမဲခင်ဖောင်ကြီးရှင်းမှတာလင်းတဲ့တရားဓမ္မတို့လောကုတ္တရာမဲခင်ဖောင်အရှိဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်ဆင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပြင်မဲ့လည်းဖောင်ကိုပဲလို့ရှင်းရမမသိလို့ရှင်းရင်ဖြင့်နိုးနိုးနဲ့မြောရလို့ရှင်းရင်လည်း ဒါနနိုးသီလနိုးလောင်နေတော့လို့မျိုးမှာပဲမျိုးပဲဦးလားမျိုးပါပါခင်ဗျာမကင်ဖောင်ကြီးမှမရသေးသေးကလပ်ပလုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရာရေးဝေးပါသေးတယ်ဆိုတာဆုံးဖြတ်ချက်ချက်မှန်ပါပါခင်ဗျာပေါ်ကြလားမှန်ပါပါခင်ဗျာ